ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘလ25ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရပ်ပေါ်လာရမှာဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့မြောက်ဦးမှာ GPS တပ်ထားတဲ့ငှက်တကောင်ကိုဒေတာခံတွေဖမ်းမိပြီး AA10 ကိုအနှံခဲ့တယ်လို့ဒေတာခံတွေပြောကြားခဲ့ကြောင်းတင်ဆက်ပေးပါမယ် ရခိုင်ပြည်နယ်မြောက်ဦးမြို့မှာ GPS တင်နီယာပြစနစ်တက်ဆင်ထားတဲ့ငှက်တကောင်ကိုဒေသခံတွေကဖမ်းမိခဲ့ပြီးအရခတက်တော် AA တာဝန်ရှိသူတွေထံကိုအံ့နံခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မြောက်ဦးမြို့နယ်ဘောင်းတွတ်ကျေးရွာအနီးမှာအော်တိုဘားလပထမပတ်အတွင်းကဖမ်းမိခဲ့တာလို့မြို့ခံတအုပ်ကပြောပါတယ်။ငှက်ကိုကလေးတွေကဖမ်းမိလာတာ GPS ပါတဲ့စက်ကလေးကျုံးကနေလွယ်ပြီးတက်ထားတာတက်တော် AA ကိုအက်လိုက်တယ်လို့ပြောကြတယ်လို့မြောက်ဦးဒေသခံကပြောပါတယ်။ဘယ်လိုငှက်အမျိုးအစားဆိုတာနဲ့ ခနာကိုမှာတက်ထားတဲ့စက်ကရီယာကဘယ်လိုအသုံးပြုတယ်ဆိုတော့ကိုတော့မသိရှိရသေးဘူးလို့ဒေတာခန်အချို့ကပြောပါတယ်။ငှက်ရဲ့ခနာကိုမှာစကားပြောဆက်အတန်ဖန်းဆက်လို့စက်ကရီယာတွေတက်ဆင်ထားတာတွေ့ရတယ်လို့ရခိုင်တီတာရင်သတင်းတောက်တူကလူမှုကွန်ရက်မှာရေးသားထားပါတယ်။တဘာဝပတ်ဝန်းကျင်ထင်းသိမ်းရေးသမားတွေငှက်ချစ်သူတွေကငှက်တွေရဲ့ဘဝစကြောင်းနဲ့လှုပ်ရှားသွားလာမှုကိုသိနိုင်ဖို့ငှက်တွေရဲ့ခနာကိုမှာ GPS တွေတက်ဆင်လေးရှိပြီးလိလာလေးရှိပါတယ်။ငှက်တွေရဲ့ရွှေပြောင်းသွားလာပုံကြက်စားနေရာတွေ တက်တန်းတဲ့အမှုအကျင့်နေမီအလိုက်ကျက်စားမှုအစာရှာဖွေမှုပုံစံတွေကိုလေ့လာကြတာပါခြေရာခံနိုင်တဲ့အခါရရှိလာတဲ့အချက်လက်တွေကနေမျိုးသုံးဖို့အန္တရာယ်ရှိတဲ့မျိုးစိတ်တွေကိုဘယ်လိုကာကွယ်ရမလဲသူတို့ရဲ့ကျက်စားရနေရာတွေကိုဘယ်လိုပုံမကောင်းမွန်အောင်ထင်သိရမလဲဆိုတဲ့အစီအမံတွေချမှတ်နိုင်တယ်လို့ငှက်လေ့လာသူတို့ကပြောပါတယ် GPS နဲ့စက်ကရီယာတက်စင်ထားတဲ့အခါမှာငှက်ရဲ့ခြေထောက်မှာတကောင်ချင်းစီအတွက်တီးသက်နံပါတ်ပါတဲ့တက်တူကွင်းသို့မဟုတ်ပလတ်စတစ်ကွင်းတက်စင်ထားသလို ငှက်ရဲ့နောက်ကျောင်းမှာကျိုးပုတ်အိတ်ဒီလိုမျိုးချီနောက်တက်ဆင်ပေးထားတာပါဒါရီကငှက်ရဲ့တိကျတဲ့လမ်းကြောင်းအချိန်နှုန်းအမြင့်ပေစတဲ့အချက်လက်တွေကိုဂျိုရုဒါမှမဟုတ်ဆက်လက်ခံတဲ့နေရာတွေကိုပေးပို့တယ်လို့သိရှိရပါတယ်ဒီဆက်ပစ္စည်းတွေဟာငှက်ရဲ့ခန္ဓာကိုအလေးချိန်နဲ့လေးရာခိုင်နှုန်းထက်မပူအောင်ပြုလုပ်ထားပြီးငှက်ရဲ့ပြန်တမ်းမှုနဲ့နေထိုင်မှုအပေါ်ကိုတက်ရောက်မှုအနည်းဆုံးဖြစ်အောင်ဒီဇိုင်းထုတ်ထားတာလို့ငှက်ချစ်သူတို့ကရှင်းပြပါတယ်ညအုံမြို့နယ်ဟာအေးအေးထိချုပ်ထားတဲ့မြို့ဖြစ်ပြီး စစ်ကောင်စီကလေရင်နဲ့ကင်းထောက်တာဒရုန်းအသုံးပြုကင်းထောက်တာတွေရှိလို့အခုလိုတွေ့တဲ့ငှက်ကိုလည်းကင်းထောက်ငှက်ဖြစ်မှာကိုဒေသခံတွေကစိုးရိမ်ခဲ့ကြပါတယ်ပြီးခဲ့တဲ့ဩဂတ်လ25ရက်နေ့ညကမြောက်ဦးမြို့ဒိုင်းကြီးရက်ကွက်ကလူအိမ်ကိုစစ်ကောင်စီကလေချောင်းကနေဘုံကျဲခဲ့လို့ကလင်းငယ်တွေအပါအဝင်15ဦးသေဆုံးပြီး18ဦးဒဏ်ရာရရှိခဲ့ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ဘူဒီတောင်နဲ့မောင်တော့နေဆက်လုံခြုံရေးတွင်းမြန် US ဒေါ်လာ100တန်းတန်တဲ့ လက်နက်နဲ့ပစ္စည်းများအသုံးပြုမှာဖြစ်ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ဘူးတီတောင်နဲ့မောင်တောမြို့နယ်နေဆက်လုံခြုံရေးအကောင့်စီရေးအတွက် US ဒေါ်လာတန်တရာတန်ဖိုးရှိတဲ့လက်နက်နဲ့လုံခြုံရေးဆိုင်ရာပစ္စည်းတွေကိုအသုံးပြုသွားမယ်လို့အရခပြည်သူအစိုးရ ULAA ထံကနေသိရှိရပါတယ်။ဒီအစီအစဉ်ဟာနေဆက်ဒေတာများမှာတည်ငြိမ်ရေးနဲ့လုံခြုံရေးတိုးတက်ဖို့အတွက်ရည်ရွယ်ထားခြင်းဖြစ်ပြီးဒေတာခန့်ဌာနများနဲ့အပွဲအစည်းများမှာလည်းပါဝင်ကူညီသွားမယ်လို့ဖော်ပြထားပါတယ်။ ဒါအပြင်ဘူဒီတောင်နဲ့မောင်တုံးမြို့နယ်မှာရှိတဲ့ဒေတာခန်ဌာနလူတို့အနက်အသက်16နှစ်မှ55နှစ်အထိလူငယ်လူလတ်များထံမှကိုဒေတာကိုပြည်ကိုကာကွယ်လိုသောစိတ်သက်ရှိသူများကိုလက်ခံခေါ်ယူနေပြီးဤဇက်ရအရခပြည်သူအစိုးရဌာနများကိုတိုက်ရိုက်ဆက်သွင်းနိုင်ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ရှောက်ထားသူတွေကိုအရေးချင်းပေါ်မူတည်ပြီးလိလစန်းတက်ကလက်နက်နဲ့တာဝန်အစစ်တမ်းများချမှတ်ပေးအပ်တော်မှာဖြစ်ကြောင်းသိရှိရပါတယ်။ ဒါအပြင်စစ်မှုထမ်းဖြစ်ပါဝင်သူအလုံးဟာအရခတရားရည်ရမှန်တိုင်အောက်မှာတာဝန်ထမ်းဆောင်ရမယ်လို့တတ်မှတ်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့မြင်းကျန်ရေဦးနဲ့ဘီလင်းမြို့နယ်တို့မှာစစ်တပ်စစ်ကြောင်းကို drone နဲ့ဘုံ60နီးပါးကျဲချတိုက်ခိုက်မှုစစ်သားအများအပြားထိခိုက်သေဆုံးမှုရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမြင်းကျန်မြို့ပေါ်ကနေထွက်လာတဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းကို drone နဲ့ဘုံ58လုံးကျဲချတိုက်ခိုက်ခဲ့ရမှာ စစ်သားအများပြားထိခိုက်ဒေဆုံးမှုရှိကြောင်းမြင်းချံခရိုင်အမှတ်၁တရင်မှတာဝန်ရှိသူတို့ကပြောကြပါဗါဒ်အော်တိုဘာလ9ရက်နေ့မှာမြင်းချံမြို့ပေါ်မှာအင်အား300ခန့်နဲ့ညောင်ပင်ရွာဘက်ကိုထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ကြီးတပ်ဖွဲ့တွေကရွာကြီးရွာမှစတင်ပြီးစစ်ကြောင်းတွားရလမ်းတစ်လျှောက်ကိုအော်တိုဘာလ21ရက်နေ့အထိဘုံဒီ58လုံးကြေးချတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ယင်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သားအများအပြားထိခိုက်ဒေဆုံးမှုရှိပြီး အရေးအတွက်အတိအကျကိုတော့အတိပြုတ်နိုင်ခြင်းမရှိသေးကြောင်းလက်ရှိအချိန်မှာအကြံဖတ်စစ်တဲ့စစ်ကြောင်းဟာရှော်ပြူကြီးရွာကိုရောက်ရှိနေကြောင်းသိရှိရပါတယ်စစ်ခွေးတေစင်းကတော့အတိအကျမသိရဘူးဒဏ်ရာရတဲ့စစ်ခွေးတွေပြူတွေကိုတော့မြင်းကြံစေးရုံကိုတည်သွားတာတော့တော်တော်များတယ်ပထမဆုံးနေ့ကညောင်ပင်ရွာပွဲမှာအလုံး20လောက်ချလိုက်တာဆိုတော့တော်တော်ထိတယ်ညောင်ပင်ရွာအဝင်းမှာချတာကတော်တော်ထိတယ်အဲ့ဒီမှာထိတာတွေကိုအိမ်စည်းက3စီးနဲ့တည်သွားတာအင်အားကများတယ်ညောင်ပင်ရွာကနေရွာကြီးဘက်လမ်းစုံထိ ်လမ်းတလျှောက်ချထားတာအခုဆိုရင်ညောင်ပင်ရွာရွာကြီးကန်တောင်းတာယာကုန်းနဲ့ကုန်းတာအကုန်ကျော်သွားပြီလို့မြင်းကြံခရိုင်မှတ်တဲ့ရင်မှတာဝန်ရှိသူကပြောကြပါတယ်အစူပါတိုက်ခိုင်းမှုကိုမြင်းကြံခရိုင်မှတ်တဲ့ရင်မြင်းကြံခရိုင်မှတ်ရှိတဲ့ရင်နထိုးကြီးမြို့နယ်ပတ်ကဖားနယ်ရီစကြိုတပ်ပေါင်းစု drone တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြံပတ်စစ်တကလက်နက်ကြီးများ drone များနဲ့ပြန်လဲခုခံတိုက်ခိုက်ခဲ့ပေမဲ့တော်လိုင်းရဲဘော်များအထိကိမရှိပြန်လဲဆုတ်ခွာနိုင်ကြောင်သိရှိရပါတယ် ဒါအပြင်စကိုင်းတိုင်းရေဦးမြို့မြောက်ပိုင်းကိုစစ်ကြောင်းထိုးရန်ထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြို့နယ်မှာတရင်ထုတ်ပြန်ထားပါတယ်။အော်တိုဘားလ22ရက်နေ့ည9:30မိနစ်ခန့်မှာရေဦးမြို့မြောက်ပိုင်းကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုရေဦးမြို့နယ်ရွာတစ်ရွာအနီးအရောက်မှာရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းယင်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်သိမ်းဆုံးမှုအရေအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘဲ တွန်လိုင်းရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ကြကြောင်းသိရှိရပါတယ်။အလားတူမွန်ပြည်နယ်ဘီလင်းမြို့နယ်တပြေနီပရဟိတကျောင်းအနောက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုလည်း drone နဲ့တိုက်ခိုက်ခဲ့ကြောင်းတပြေညို PDF ကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘာလ23ရက်နေ့မနက်9:38မိနစ်ခန့်မှာဘီလင်းမြို့နယ်တပြေနီပရဟိတကျောင်းအနောက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အား80ကျော်ပါစစ်ကြောင်းကိုခွန်ရှိ395တက်ခွဲလီတပြေညို့တက်ဖွဲ့က ဒရုန်းနဲ့ဘုံနှလုံးကြဲချတိုက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။အဲဒီတိုက်ခတ်မှုအတွင်မှာအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်မှုရှိခဲ့ပေမဲ့အရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးပဲတော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ပြည်မြို့မှာနေကျော်ပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရောင်းစာနေတဲ့ပြူစောတိရာဇာကြီးနဲ့မိုးကြော်ကိုစစ်တပ်ကပြန်လည်ဖမ်းဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းပြည်မြို့မှာနေကျော်ပြည်လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးရောင်းစားနေတဲ့ပြူစောတိရာဇာကြီးနဲ့မိုးကျော်ကိုစစ်တပ်ကပြန်လည်ဖမ်းဆီးခဲ့ကြောင်းဒေတာရင်းသတင်းရှင်းမြစ်ကပြောဆိုပါတယ်။အော်တိုဘာလ23ရက်နေ့ညနေပိုင်းမှာပြည်မြို့နဝင်းကွက်တစ်14လမ်းမှာနေထိုင်ခဲ့တဲ့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးရောင်းစားနေတဲ့ပြူစောတိရာဇာကြီးနဲ့မိုးကျော်ကိုအမတ်ကိုငါကိုအလုံယုံတက်ခွဲလျှက်ဆက်တရင်မှစစ်သားတွေကလာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါပြူစောတိနှစ်ဦးကိုဖမ်းဆီးသွားပြီးနောက် အမှတ်996လျှက်စစ်နဲ့စစ်မှုအင်ဂျင်နီယာလုံယုံတက်ခွဲ996လျှက်စက်တက်အတွဲမှာဖန်စီတာပြီးစစ်စင်းမှုများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။အဲ့ဒီပြူစော်တီနှကောင်ကပြည်မြို့မှာနမဲဇိုးနဲ့ကြော်နေတဲ့ကောင်တွေပါတွေ့တဲ့လူငယ်တိုင်းကိုဖန်စီပြီးစစ်ခွေးတွေကိုပြန်ရောင်းစားနေတာသူတို့နှအုပ်ကိုစစ်ခွေးတွေကပြန်ဖမ်းသွားတယ်ဆိုလို့ပြည်သူတွေကဝမ်းသာနေကြတယ်။နေကြော်ပြီးပေါ်တာဆွဲလို့ဖမ်းထားလို့သိရပေမဲ့ဖန်စီတဲ့အကြောင်းရင်းကိုအသေးစိတ်တော့မသိရှိရသေးဘူးလို့ဒေတာရင်းသတင်းရှိမြစ်ကဆိုပါတယ်။ လာရူအော်တိုဘလ15ရက်နေ့ကလည်းပြည်မြို့စင်စုရက်ကွက်ကန်နာလန်မှာရှိတဲ့အမှတ်85စစ်သားစုဆောင်ရေးတပ်အနီးမှာထိုင်နေတဲ့အယံမီးတပ်2ဦးနဲ့မြို့နယ်ထွေအုပ်ရုံးမှဆွေမျိုးတော်ဆက်သူတဦးကိုပြည်မြို့ကုန်းကားကိုတရင်မှစစ်သားနဲ့ပြူစောတိတွေကကားနဲ့ရောက်ရှိလာပြီးပေါ်တာဆွဲဖမ်းဆီးရမှစစ်သားအချင်းချင်းရိုက်နှက်မှုဖြစ်ပွားခဲ့တဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်သိရှိရတဲ့သတင်းကတော့ကချင်လွတ်မြောက်နေပြည်တော်ဆရာဝန်တူနာပြုပညာရေးအပါအဝင်ပညာရက်ဆုံတက္ကသိုလ်တွေကပညာသင်ယူမဲ့တွလန်ရေးကျောင်းသားကျောင်းသူများဖိတ်ခေါ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကချင်လွတ်မြောက်နေပြည်တော်ဆရာဝန်တူနာပြုပညာရေးအပါအဝင်ပညာရက်ဆုံတက္ကသိုလ်အသီးသီးက2026ခုနှစ်ပညာသင်နဲ့တက္ကသိုလ်ဝင်ခွင့်တွေကိုနိုဝင်ဘာလ3ရက်နေ့မှစတင်၍လျှောက်ထားနိုင်တယ်လို့စတင်ဖိတ်ခေါ်နေကြောင်းကချင် State Comprehensive University ကျောင်းရဲ့တာဝန်ရှိသူကပြောကြားပါတယ်။ ကချင် State Comprehensive University ကို2020ခုနှစ်နဲ့အဆိုပါနှစ်မတိုင်မီနှစ်များထဲမှာတက္ကသိုလ်ဝင်တက်အောင်မြင်ပြီသူများနိုင်ငံတကာအသိမှတ်ပြုအောင်လက်မှတ်များဖြစ်တဲ့ GED နဲ့ IGCSE ရရှိထားသူများကချင်ပညာရေးဌာနကချင် Education Department KED မှတက္ကသိုလ်ဝင်တက်အောင်မြင်ပြီသူများအခြေခံပညာပြီးမြောက်ကျောင်းစစ်ဆေးအကဲဖြတ်ခြင်း Basic Education Completion Assessment BECA ကိုဘာသာရပ်အားလုံးမှာအနိုင်ဆုံး C grade ရရှိထားတဲ့ အခြေခံပညာပြည့်မြောက်ကြောင်းအတိမတ်ပြုလက်မှတ်ရရှိထားသူများကချင်ပြည်နယ်ပညာရပ်ဆောင်တက္ကသိုလ်မှရှိတဲ့တက္ကသိုလ်အသီးသီးရဲ့ဝင်ခွင့်တက်မှတ်ချက်များနဲ့ကန့်ညီသူများအလုံးရှောက်ထားနိုင်မှာဖြစ်ကြောင်းသိရှိရပါတယ်။နေရတ္တအသီးသီးကတော်လန်ကျောင်းသားများအလုံးကိုကျွန်တော်တို့ကျောင်းတော်ကြီးကနေနှွေးထွေးစွာကြိုဆိုနေပါတယ်ခင်ဗျာလို့ Kitchen State Comprehensive University ကျောင်းရဲ့တာဝန်ရှိသူတဦးကပြောကြပါဗါတယ်လက်တလောအခြေအနေမှာကျောင်းဝင်ခွင့်ရရှိသူကျောင်းသားကျောင်းသူများအနေနဲ့ နေထိုင်ရေးကိုကိုယ်စီစဉ်နဲ့ကိုယ်နေထိုင်ကြရမှာဖြစ်ကြောင်းအခက်အခဲရှိတဲ့ကျောင်းသားကျောင်းသူအနေငယ်ကိုသာကျောင်းဘက်ကကူညီပေးနိုင်အောင်မှာဖြစ်ကြောင်းသိရှိရပါတယ်။ဒီမှာလာတက်ကြတဲ့ကျောင်းသားကျောင်းသူအများစုကတော့နေရေးထိုင်ရေးကိုယ်အစီအစဉ်နဲ့ကိုယ်နေထိုင်ကြရပါတယ်။လောလောဆယ်မှာ accommodation အတွက်ကျောင်းသားကျောင်းသူအားလုံးကိုတည်တံ့စီစဉ်ဆောင်ရွက်ပေးနိုင်တာတော့မရှိသေးပါဘူးခင်ဗျာလို့ကချင် State Comprehensive University ကျောင်းရဲ့တာဝန်ရှိသူကပြောကြားပါတယ်။ကချင်ပြည်နယ်ပညာရပ်ဆောင်တက္ကသိုလ်မှာ School of Medical Sciences School of Nursing Sciences, School of Technology, School of Economics, School of Agriculture, School of Arts and Sciences ပါတာရများအတွက်လျှောက်ထားနိုင်မှာဖြစ်ပြီးသက်ဆိုင်ရာကျောင်းများရဲ့သတ်မှတ်ချက်နဲ့ကန့်ညီသူများလျှောက်ထားနိုင်မှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းလာကတော့ CDF ကံပက်လက်စီဦးစီးချုပ်မင်္ဂလာပွဲလေကြောင်းတိုက်ခိုက်ခံရမှု၃ဦးထပ်မံတဲ့တေဆုံးကအများပြဒဏ်ရာရရှိခဲ့ပြီး TNL ထိန်းချုပ်နံပါတ်2ကို စစ်ကောင်စီက၄ချိန်ဇက်တိုက်ဘုံကျဲခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ချင်းဒေသကာကွယ်ရေးတပ် CDF ကံပက်လက်စီဦးစီးချုပ် slide အောင်လင်းရဲ့မင်္ဂလာပွဲကိုအာနာသိန်းစစ်တပ်ကယမန်နေ့မနက်မှာလေကြောင်းတိုက်ခိုက်ခဲ့လို့ရဲမီတအူအပါဝင်၃ဦးထပ်မင်းတေဆုံးခဲ့ကဒဏ်ရာရသူတွေရှိခဲ့တယ်လို့ဒေသရင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ချင်းပြည်နယ်ကံပက်လက်မြို့ကိုစစ်ကောင်စီကယမန်နေ့အော်တိုဘားလ24ရက်နေ့မှာလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။လုံးလုံးစေ၃ရောက်သေးတယ်ရဲမီတယောက်ပါတယ် ကျဲတာနှစ်နေရာစစ်ချုပ်ရဲ့မင်္ဂလာပွဲချိန်တားလို့ဒေသတရင်ရှိမြစ်တအူးကပြောပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်စစ်ဦးစီးချုပ်စလိုင်းအောင်လိန်ထိခိုက်မှုရှိမရှိအခြေအနေကိုတော့မသိရှိရသေးဘူးလို့အခြားတရင်ရှိမြစ်တအူးကပြောပါတယ်။အာနာသိန်းစစ်ကောင်စီတားမင်္ဂလာပွဲဖိတ်စာပါတဲ့မင်္ဂလာပွဲကျင်းပမဲ့နေရာကိုအချိန်အတိအကျနဲ့လေကြောင်းတိုက်ခိုက်လာတာလို့တရင်ရှိမြစ်ကပြောပါတယ်။ဖိတ်စာကိုကံပက်လက်ဒေသအတွင်းသားမကဆက်ဆက်နေမြစ်ဒေသရေစီကိုပါဖိတ်ကြားထားတာရှိတယ်လို့သိရှိရကြောင်း ဒေတာတရင်ရင့်မြစ်ကပြောပါတယ်။ CDF ကံပတ်လက်ကတော့လီချောင်းတက်ခတ်ခံရမှုအခြေအနေကိုတရင်ထုတ်ပြန်ထားတာမရှိသေးပါဘူး။စစ်ကောင်စီဟာချင်းပြည်နယ်ကမြို့နယ်တွေအပါအဝင်နိုင်ငံတော်အယက်သားပြည်သူနေထိုင်ရာတွေစာတင်ကြောင်းဘုံကြီးကျောင်းတွေကိုလီချောင်းတက်ခတ်တာတွေဇက်တိုက်လှုပ်ဆောင်နေတဲ့အချိန်မှာစစ်ရေးတာဝန်ရှိသူတဦးရဲ့မင်္ဂလာဆောင်ကိုအခုလိုမင်္ဂလာပွဲကျင်းပမဲ့နေရာအချင်းတွေပါဝင်တဲ့ဖိတ်ကြားစာတွေဝေပြီးကျင်းပတာမျိုးမလုပ်သင့်ဘူးလို့ဒေသတရင်ရှင်မြစ်ကဆိုပါတယ်။ ီလိုလောက်ရဟာစစ်တပ်ရဲ့လေကြောင်းရံကိုဖိတ်ခေါ်တယ်လို့ဖြစ်တယ်လို့လည်းသူကပြောပါတယ်စစ်ကောင်စီဟာတအောင်တက်မတော် TNL သိမ့်ပိုက်ထင်းချုပ်ထားတဲ့မြို့ရွာတွေကိုလည်းလေကြောင်းစစ်စင်ရေးတွေဇက်တိုက်ပြုတ်လို့လျက်ရှိရမှာယမနီမနက်9နိုင်နဲ့10နိုင်ကြားမှာနံပါတ်2မြို့ကို၄ချိန်ဘုံကျဲတက်ခတ်ခဲ့ပါသေးတယ်နံပါတ်2ကိုဘုံကျဲတက်ခတ်ခဲ့တဲ့အကြောင်း TNL ကထုတ်ပြန်ထားပြီးထိခိုက်မှုအခြေအနေကိုတော့ဖော်မပြထားပါဘူးအော်တိုဘာလ၁ရက်နေ့ကနေ23ရက်နေ့ထိနံပါတ်2မန်တုံကြောင်မဲမိုင်းမိတ်တီဘော မိုင်းလုံးမိုင်းငော့နမ်ဆန်စတဲ့ TNL ထိန်းချုပ်နေရာတွေကိုလေကြောင်းတိုက်ခိုက်မှု35ကြိမ်ပြုလုပ်ခဲ့ရမှာကလင်းငယ်၁၀ဦးအပါအဝင်ပြည်သူ58ဦးသေဆုံးခဲ့ကပြည်သူ60ကျော်ဒဏ်ရာရရှိခဲ့ကြောင်းအသိပေးထားပါတယ်စစ်ကောင်စီဟာတော်လိုင်းအင်အားစုတွေတိမ့်ပိုက်ထားတဲ့မြို့ရွာတွေကိုပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်နေလို့စည်ရည်တတိရှိကြဖို့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာတွေလိုက်နာဖို့ TNL ကနှိုးဆော်ထားပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးခြင်းတကတော့နောင်ချိုကြောင်မင်းနဲ့တီဘောတိုက်ပွဲကတက်မှုတွေယာတုတိုးခဲ့ကြောင်တင်ဆက်ပေးပါမယ်။တအောင် TNL တက်ထင်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချိုကြောင်မင်းနဲ့တီဘောမျိုးတွေကိုဥဆောင်တိုက်ပေးခဲ့တဲ့တက်မှုတွေယာတုတိုးစီးရင်မှာပါလာတယ်လို့ BBC ကစုံစမ်းသိရှိရပါတယ်။ကြောင်မင်းနဲ့တီဘောကိုတိုက်ခဲ့တဲ့ MS စနစ်စစ်စင်ရေးကုကဲမှုဌာနချုပ်ပူမှုချုပ်သူရဇော်လွင်စိုးကိုစစ်တပ်ကတူကြောင်ကြီးအဖြစ်ယာတုတိုးပေးလိုက်ပါတယ်။ဒါအပြင်နောင်ချိုကိုတိုက်ခဲ့တဲ့ တက်မတက်တက်ဒုတက်မမူဘူမူကြီးမြင့်ဟင်းကတက်မရှိရှိတက်မမူဖြစ်လာခဲ့ပါတယ်။ရှမ်းပြည်ကစစ်တိုင်းနှစ်ခုကိုလည်းတိုင်မူအပြောင်းလဲပြုလုပ်ခဲ့ပြီးတောင်ကြီးအခြေဆိုင်အရှိပိုင်းတိုင်းစစ်တနာချုပ်ရပ်ပခနဲ့ခိုလန်အခြေဆိုင်အရှိအလေပိုင်းတိုင်းစစ်တနာချုပ်ရလခနှစ်ခုဖြစ်ပါတယ်။စစ်တကတို့ကျောင်းဦးကြီးဘူကျုပ်စွန့်မြတ်ထွတ်ကရလခတိုင်မူဖြစ်လာပြီးတက်မရှိရှိတက်မမူဘူမူကျုပ်ကျော်နိုင်ဦးကတော့ရပ်ပခတိုင်မူဖြစ်လာပါတယ်။တက်မတော်နီးပညာတက်ကတို့တက်မတော်စစ်တက်ကတို့နဲ့ ဘူတင်တန်းကျောင်းဘာတူကကျောင်းဝကြီးတွေလည်းအပြောင်းလဲဖြစ်ခဲ့ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့မန္တလေးမြို့အောင်မြေတာဆန်အတွင်းမှာမေစင်းလာစစ်ရင်အကြောင်းပြပြီးမှစစ်တပ်ကလူငယ်တအုပ်ကိုဖမ်းဆီးပေါ်တာဆွဲခဲ့ပြီးရန်ကုန်မြို့မှာလည်းရက်ကွက်အတွင်းဝင်ခိုးတဲ့တခုကိုရက်ကွက်အုပ်ချုပ်ရင်းမှုနဲ့အဖွဲ့ကဖမ်းဆီးကစစ်တပ်ထံမှပြန်လည်ရောင်းဆခဲ့ကြောင်းတင်ဆက်ပေးပါမယ်မန္တလေးမြို့အောင်မြေတာဆန်မြို့နယ်အတွင်းမှာမေစင်းလာစစ်ရင်အကြောင်းပြပြီးစစ်တပ်မှလူငယ်တအုပ်ကို အတင်းအတမဖန်စီပေါ်တာဆွဲခဲ့တယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလပထမပတ်အတွင်းမန္တလေးမြို့အောင်မြေတာဆန်မြို့နယ်အတွင်းမှာရှိတဲ့အင်တောင်စုတစုကိုအုတ်ချုပ်ရေးမှတဆင့်မဲစင်းရလာစစ်ရင်အကြောင်းပြပြီးဆင့်ခေါ်ခဲ့တယ်လို့သိရှိရပါတယ်။ရက်ကွက်အုတ်ချုပ်ရေးမှုရဲ့ဆင့်ခေါ်မှုကြောင့်အဆိုပါအင်တောင်ဦးစီးဟာတကောင်စင်းနဲ့မဲစင်းရလာတိုက်စင်မှာ၎င်းရဲ့အရွေရောက်ပြီးသားတားဖြစ်သူနာမည်မှားနေတာမို့ပြင်စင်ရန်အတွက်အဲ့ဒီလူငယ်ကိုပါရက်ကွက်ရုံးကိုလာရောက်ရန်ဖုန်းဆက်ခေါ်ခိုင်းခဲ့တယ်လို့သိရှိရပါတယ်။ သူဖခင်ရဲ့ဖုံးခေါ်မှုကြောင့်ရောက်လာခဲ့တဲ့လူငယ်ကိုရက်ကွက်အုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကဖမ်းဆီးလိုက်ပြီးစစ်တပ်ကိုဖုံးဆက်ကလူသစ်အဖြစ်စုဆောင်းသွားတယ်လို့သိရှိရပါတယ်။မင်းစင်းရမားတယ်ဆိုပြီးပြင်ပို့အတွက်ရက်ကွက်ထဲကကျမ်းမာရေးတိမ်မကောင်းတဲ့မိသားစုတစုကအိမ်တောင်ဦးစီးကိုသူတို့ခေါ်တယ်။ပြီးတော့မလိန်တပတ်နဲ့သူ့ရဲ့သားကိုပါရက်ကွက်အုပ်ကြီးကထတ်ခေါ်ခိုင်းလိုက်တယ်။ရောက်လာတော့မှစစ်တပ်ကိုဖုံးဆက်ပြီးအာလူးရတယ်ဆိုပြီးတရင်ပေးလိုက်တာ။တခါတည်းပေါ်တာဆွဲသွားရော့ပဲလို့ရက်ကွက်နေပြည်သူတယောက်ကပြောပါတယ်။ ဒါအပြင်အစိုးရလူငယ်ကိုမက်တလီတောင်ကြီးအောက်မှာရှိတဲ့ဒေသခေါ်95တပ်မှပို့ဆောင်ထားပြီးနောက်အော်တိုဘာလ19ရက်နေ့မှာရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ဟိုပုံစစ်တနင်းကျောင်းကိုပို့ဆောင်လိုက်တယ်လို့သိရှိရပါတယ်။ဒါရင်မကပဲပြီးခဲ့တဲ့ရက်အတွင်းကရန်ကုန်မြို့မင်္ဂလာတော်မှာနေအိမ်တစ်ခုအတွင်းကိုခိုးဖောက်ဝင်ရောက်တဲ့တကိုးကိုရက်ွက်အုတ်ချုပ်ရေးမှုနဲ့အဖွဲ့ကဖမ်းဆီးကစစ်တပ်အတွင်းအတင်းထစ်လိုက်တယ်လို့လည်းသိရှိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ20ရက်နေ့ကမင်္ဂလာတော်မြို့နယ်အတွင်းဖောက်ထွင်းဝင်ရောက်လာတဲ့တကိုးတယောက်ကို နေအိမ်ပိုင်ရှင်တဲ့အနီးနားကပြည်သူတွေကဖမ်းဆီးပြီးအုတ်ချုပ်ရည်မှုကိုခေါ်ကာရဲလက်အပ်ရန်ပြင်ဆင်နေစမှာပဲအုတ်ချုပ်ရည်မှုနဲ့အဖွဲ့ကစစ်တပ်ကိုတိုက်ရိုက် ဖုံးစကားအဆိုပါတကိုးကိုတက်ထမ်းမှရောင်းစားခဲ့တယ်လို့ပြည်သူတို့ဥမှပြောပါတယ်20ရက်နေ့ကဖြစ်တာတကိုးဝင်တာတိတော့အိမ်ပိုင်ရှင်ကအနီးနားကသူတွေကဝိုင်းဖန်တော်မိတယ်အဲ့ဒါရဲလက်အပ်မယ်ဆိုပြီးအုတ်ချုပ်ရည်မှုနဲ့အဖွဲ့ကိုဖုံးဆက်တော့သူတို့ကရဲကိုမအပ်တော့ပဲစစ်တပ်ကိုတခါတည်းဖုံးဆက်ပြီးရောင်းစားလိုက်တော့တာပဲလို့ဆိုပါတယ် စစ်ကောင်စီဘက်မှစစ်မှုတန်းဥပဒေအတည်ပြုပြဋ္ဌာန်းပြီးတဲ့နောက်စစ်တပ်စွန့်မှုရဒေတာတွေမှာပေါ်တာဆွဲတာတွေနဲ့လူပြောက်တာတွေမကြခဏဖြစ်ပေါ်နေတယ်လို့လဲပြည်သူတွေရဲ့ပြောဆိုမှုတွေအရသိရှိရပါတယ်စစ်ကောင်စီအနေနဲ့တစ်တုံညာနှစ်ခွန်အတွင်းစစ်ရှုံးပြီးနောက်စစ်မှုမထက်မနေရဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလမှစတင်ကအသက်သွင်းခဲ့တာဖြစ်ပြီးယခုအခါမှာတော့ပြည်သူစစ်မှုတန်းတည်တဲ့မှာအပတ်စဉ်တက်မှ18အထိရောက်ရှိနေပြီလို့သိရှိရပါတယ်ခင်ဗျာ နောက်ထပ်သိရှိရတဲ့သတင်းကတော့မြဝတီ KK Park မှာမဲဆောက်ကိုထွက်ပြေးလာတဲ့နိုင်ငံသားတထောင်ကျော်လာပြီးတောင်ရင်မြစ်ဖြက်ကူးရင်ရင်းနှစ်တေသူသုံးထပ်မင်းရဲ့အလောင်းများပေါ်လာက KK Park မှာမြို့ပြကြီးအလာကြံရစ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြဝတီမြို့နယ် KK Park မှာမဲဆောက်မြို့ကိုထွက်ပြေးလာတဲ့နိုင်ငံသားအရေအတွက်1049ဦးရှိလာကြောင်းထိုင်းသတင်းဌာနခေါက်ဆက်ကသတင်းဖော်ပြပါတယ်။အော်တိုဘားလ24ရက်နေ့မှာကြားဖြန့်လိန်လေသူများဖြစ်လောက်ကင်နေတယ်လို့ တန်တရားရှိတဲ့နိုင်ငံသားတထောင်ကျော်မှာမဲဆောက်ခရင်ကိုနေဆက်ဖြတ်ကျော်၍ထွက်ပြေးခဲ့ကြကြောင်းထွက်ပြေးသူများထဲမှာအိန္ဒိယနိုင်ငံသား369ဦးတရုတ်နိုင်ငံသား149ဦးတို့ပါဝင်ကြောင်းထွက်ပြေးလာသူများထဲမှာဗီယက်နမ်ဖိလစ်ပိုင်အီသီယိုးပီးယားပါကစ္စတန်အင်ဒိုနီးရှားနီပေါနဲ့ကမ္ဘာတဝက်မှာရှိတဲ့အခြားနိုင်ငံအသီးသီးမှနိုင်ငံသားများလည်းပါဝင်ပြီးထိုင်းနိုင်ငံသား32ဦးပါဝင်ကြောင်းသိရှိရပါတယ်ထိုင်းအာဏာပိုင်တွေကထွက်ပြေးလာသူတွေရဲ့မှတ်ပုံတင်ခြင်း ကိုရေးအချက်လက်များစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီးထွက်ပြေးလာသူတွေကိုထိုင်းနိုင်ငံရဲ့တရားဥပဒေအရအရေးယူမှုများလှုပ်ဆောင်သွားမှာဖြစ်ကြောင်းကနအူးစစ်ဆေးမှုများအရဖမ်းဆီးခံရသူများမှာနိုင်ငံကူးလက်မှတ်မရှိတဲ့အသက်20နှစ်မှအသက်45နှစ်ကြားမှာရှိတဲ့တရုတ်နိုင်ငံသားများပါဝင်ကြောင်းလက်ပွေရာနဲ့ကိုရေးအချင်းများစစ်ဆေးမှုအရနိုင်ငံခြားသားများမှာရာဇဝတ်မှုမှတ်တမ်းများရှိကြောင်းသိရှိရပါတယ်ထွက်ပြေးလာသူများထဲမှာ VNN Indonesia ပါကစ္စတန်နဲ့ဖိလစ်ပိုင်နိုင်ငံသားများပါဝင်ပြီး၎င်းတို့အားလုံးကိုတရားဥပဒေအရတရားစွဲဆိုရန်အတွက်ထိုင်းအာဏာပိုင်တွေကဖမ်းဆီးထိန်းသိမ်းထားမှာဖြစ်ကြောင်းသိရှိရပါတယ်။ထိုင်းအာဏာပိုင်တွေကနေဆက်ဖြတ်ကျော်ဝင်ရောက်လာတဲ့ရွှေပြောင်းလာသူအားလုံးအတွက်အစားအစာတောက်ရည်နဲ့စေဝါများအပါအဝင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်လျက်ရှိပါကြောင်းရာဇဝဲမှုမှတ်တမ်းရှိသူများကိုဖော်ထုတ်ရန်နဲ့လိမ့်လည်လက်ပြသူများဖြစ်အတင်းအကျပ်လောက်ကရန်အတင်းအကျပ်ခိုင်းစေခံရတဲ့ လူကုန်ကူးခံရသူတွေကိုခွဲခြားရန်တေချာစွာစစ်ဆင်နေကြောင်းသိရှိရပါတယ်။ဒါအပြင်ယမန်နေ့တောင်ရင်မြစ်ကိုဖျက်ပြေးလာတဲ့တရုတ်နိုင်ငံသားအချို့အပါအဝင်နိုင်ငံသားများမြစ်အတွင်းမှာရေနဲ့မျောပါသွားပြီးရေနဲ့သိမ်းဆုံးကဒီကနေ့မှာအလောင်းပေါ်လာကြောင်းလက်တလောသိမ်းဆုံးသူ၃ဦးရှိပြီးအလောင်းများလည်းရရှိထားကြောင်းထိုင်းမြန်မာနယ်စပ်သတင်းရင်းမြစ်တွေကဆိုပါတယ်။ရင်းအပြင် BGF ရဲ့ဦးဆောင်မှုနဲ့စီကားနေခဲ့တဲ့ KK Pack မှာကားများ၊စိုက်ကင်များအဖိုးတန်ပစ္စည်းများစွာကျန်ရစ်ခဲ့ကြ လူသူမရှိတဲ့မြို့ပြကြီးအလားအဆောက်အုံများစွာနဲ့ခြောက်ကပ်သွားကြကြောင်းနေဆက်တရင်ရှင်မြများထံကနေသိရှိရပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့ပေါ့မှပြူရွာကိုလာတဲ့စစ်ကြောင်းစောင့်ကြိုတိုက်ခိုက်ခံရပြီး၅ဦးသေ၈ဦးဒဏ်ရာရကပြန်ဆုတ်သွားကြကြောင်းတင်ဆက်ပေးပါမယ်မကွေးတိုင်းပခုတ်ကူခရိုင်ပေါ့မြို့နယ်မှာအင်အား200နီးပါးနဲ့ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုခုခံတိုက်ခိုက်ရမှာစစ်ကော်မရှင်တပ်သားတွေထိခိုက်သေးဆုံးပြီးပြန်လည်ဆုတ်ခွာသွားတယ်လို့ ြည်သူတော်လှန်ရေးတပ်ဦး PRF ဘဝတရင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုပါရယ်ပြီးခဲ့တဲ့အော်တိုဘာလ18ရက်နေ့ကပေါ့မြို့အခြေဆိုင်အမှတ်24ကာကွယ်ပစ္စည်းစက်ရုံကနေပေါ့မြို့နယ်မြောက်ပိုင်းကိုထွက်ခွာလာတဲ့ခံမှန်းအင်အား200ပတ်ဝန်းကျင်စစ်ကြောင်းကို PRF နဲ့တော်လှန်ရေးတပ်တွေကလမ်းပိုင်းတနေရာကနေခုခံတိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။အဲဒီနောက်အချိန်တနားကြီးကြောကြာနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲထဲမှာအကြံဖတ်စစ်ကော်မရှင်တပ်သား9កងတိုက်ဆုံခဲ့ကာ ရှစ်ကောင်တမန်နဲ့တိကျတန်ရန်ရရှိခဲ့ပါတယ်။တော်လရင်တက်တွေရဲ့တိုက်ခိုက်မှုကြောင့်အကြံဖတ်စစ်ကြောင်းဟာနေရာကနေရှေ့ဆက်မတူနိုင်တော့ပဲအထိနာပြီးပြန်လည်ဆုတ်ခွာသွားတယ်လို့သိရှိရပါတယ်။ပောက်ကပ္ပဆာ24ကစစ်ကြောင်းမှာအဲ့ဒါကာကင်းဖြစ်တဲ့ပြင်းမာမှာအင်အားဖြည့်ပြီးဇီးပြပြူရွာကိုတွားဖို့အတွက်စစ်ကြောင်းထိုးတာအဲ့ဒီလိုစစ်ကြောင်းထိုးရင်ကြားရက်ကရွာတွေထဲမှာရိတ်ခါယူဖို့ရည်ရွယ်ချက်နဲ့ပါအရင်ကလည်းစစ်ကြောင်းကအဲ့ဒါလိုလုပ်နေကြပါပြန်ဆုတ်သွားတဲ့သဘောပါအခုချိန်ထိတော့ ထပ်လှုပ်ရှားလာတာမရှိသေးပါဘူးလို့ပြည်သူတော်လှန်ရေးတပ်ဦး PRF ဗဟုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကမောင်းကို ပြောပါတယ်။အကြံဖတ်စစ်တပ်စစ်ကြောင်းကို ပြည်သူတော်လှန်ရေးတပ်ဦး PRF နဲ့အတူပြည်သူဒီမိုကရက်တစ်တပ်တော် PDA ၊ကြောင်သားလက်ယုံတပ်တော် SAF ဘော်ရလက်စ်နဲ့ဒေသခံ ပြည်သူကာကွယ်တပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတကားတော့ထူးခြားလာတဲ့မြန်မာအရေးဆိုတဲ့အရန်ကောင်းတဲ့သတင်းသုံးသပ်ချက်တွေကိုတင်ဆက်ပေးပါမယ်။ နိုင်ငံတကာဖီအားတွေကိုဖြည့်ရောဖို့ကြံရွယ်လှုပ်ဆောင်နေတဲ့အတူရောင်ရွေးကောက်ပွဲကိုအတိမတ်မပြုတ်ဖို့တော်မင်ဒရုစ်ကအာဆီယံကိုတောင်းဆိုလိုက်ပါတယ်။တော်မင်ဒရုစ်ကတောင်းဆိုတဲ့ဆိုပေမဲ့အမိန့်တန်လေးတော့ပနေတာအမှန်ပါပဲ။ဒီနေရာမှာတော်မင်ဒရုစ်ဆိုတာဘယ်သူလဲလို့ပြောပြဖို့လိုမယ်မထင်ပါဘူး။တော်လန်ရီကိုစိတ်ဝင်စားတဲ့တော်လန်ရီပြည်သူမှန်သမျှတော်မင်ဒရုကိုတည်ကြပါတယ်58ချိန်မြောက်အာဆီယံတိတ်တိဆွေးနွေးပွဲဟာမြန်မာအရင်းနဲ့ပတ်သက်ပြီးတိတ်ကိုအရေးတကြီးဆုံးဖြတ်ဖို့တာဝန်ရှိနေတယ်လို့ ကျက်ရိုက်နေတယ်လို့အင်ဒရူးကဆိုပါတယ်။လွန်ခဲ့တဲ့၄နှစ်ကျော်တုန်းကအာဆီယံအဖွဲ့ကမြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကနားလှည့်ပားရိုက်လုပ်သွားခဲ့တာကိုမှတ်မိကြပါပါ။သဘောတူညီတယ်ဆိုပြီးလက်မှတ်ထိုးခဲ့တဲ့အချက်၅ချက်ကိုဒီကနေ့အထိတစ်ခုမှအကောင့်ထဲမှာပေါ်သေးပါဘူး။လူထုခေါင်းဆောင်တွန်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေကိုဒီနေ့အထိလွတ်လပ်ခွင့်မပေးသေးပါဘူး။တောင်ကနန်းလောက်ရှိတဲ့နိုင်ငံရေးသမားတွေဟာအကျဉ်းထောင်တွေထဲမှာရှိနေစေပါ။ပြည်သူတွေဟာလွတ်လပ်စွာပြောဆိုခွင့်မရှိသေးပါဘူး။ တည်င်းလွတ်လပ်ခွင့်တွေပိတ်ပင်ထားစေပါအကောင်းဆုံးဖြစ်စေနိုင်တဲ့သဘောတူညီချက်၅ချက်ဟာကမ္ဘာနိုင်ငံအသီးသီးရဲ့စေတနာပါစံတာပါမြန်မာနိုင်ငံကိုငြိမ်းချမ်းစေခြင်းတဲ့စံနာနဲ့အကောင့်ထဲပေါ်စေခြင်းတဲ့ကမ္ဘာနိုင်ငံအသီးသီးရဲ့စံနာကိုအာဆီယံကနေတဆင့်လမ်းပြပေးခဲ့ပေမယ့်မြန်မာအာဏာသိမ်းစစ်တပ်ဟာဒီအချက်၅ချက်ကိုဒီကနေ့ထိမတိမဲ့မြင်ပြုနေတဲ့အတွက်အာဏာသိမ်းစစ်တပ်ကပြုလုပ်မဲ့အတူရောက်ရွေးကောက်ပွဲကိုအာဆီယံအနေနဲ့ခွင့်ပြုအတိမတ်ပြုတင်ပါသလားဆိုတာကိုတော့ စဉ်းစားစေချင်ပါတယ်။အာဆီယံအနေနဲ့မြန်မာအာဏာသိမ်းစစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုအတိမတ်ပြစ်လိုက်မယ်ဆိုရင်မြန်မာပြည်သူတွေဟာအကာအကွယ်မဲ့သွားနိုင်ပြီးတိုင်းပြည်ဟာကြောက်နက်တဲ့ကိုကြာသွားနိုင်ပါတယ်။အာဆီယံအဖွဲ့ဟာမြန်မာအာဏာသိမ်းစစ်တပ်ကကျင်းပပြုလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာသူစစ်လွတ်တာတွေမပြုလုပ်ဖို့လိုပါတယ်။ဒီရွေးကောက်ပွဲဟာအတုအယောင်ပါ။အာဏာသိမ်းစစ်တပ်ကိုတရားဝင်အတိမတ်ပြုတဲ့ဘယ်လိုကိစ္စမှမစူမပြုလုပ်ဖို့လိုပါတယ်။ နိုင်ငံရေးကောင်းဆောင်တွေကိုဖန်စီထားပြီးစစ်ကြောရေးစခန်းတွေမှာညှဉ်ပန်းနှိပ်စက်ခံရတဲ့အချိန်မှာကျင့်ပမဲ့ရွေးကောက်ပွဲဟာတရားမျှတမှုမရှိပါဘူး။ယုံကြည်လက်ခံနိုင်စရာရွေးကောက်ပွဲလည်းဖြစ်မလာနိုင်ပါဘူး။အာဏာသိမ်းစစ်တပ်ကကျူးလွန်ထားတဲ့ရာဇဝတ်မှုနဲ့စစ်ရာဇဝတ်မှုတွေကိုအရင်အဦးဆုံးတာဝန်ခံခံရမှာပါ။တရားဝင်ပါဝင်ပတ်သက်နေသူတွေနဲ့နိုင်ငံရေးဆွေးနွေးရမှာပါ။အချင်းချခံထားရသူတွေနဲ့တိုင်းရင်းသားအလုံးပါဝင်ရမှာပါ။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခွင့်အရေးတွေတိုးတက်လာအောင်ပြသပြီးမှသာရွေးကောက်ပွဲကိစ္စပြောရမှာပါအာဆီယံအနေနဲ့ထိပ်သီးအစည်းအဝေးမှာတောင်းဆိုချက်တွေလက်ရုံးမထားတဲ့မြန်မာအာဏာသိမ်းစစ်တပ်စစ်ဘုတ်ချုပ်တွေကိုအတိမတ်ပြုမဆက်ဆံဖို့လေးနက်စွာတားမြစ်ပိတ်ပင်ပါတယ်မြန်မာပြည်သူတွေဟာသူတို့ရဲ့ယုံကြည်ချက်အတွက်လေးနက်စွာရေးစွမ်းတတိပြနေကြပါတယ်မြန်မာပြည်သူတွေရဲ့ဆန္ဒကိုအတိမတ်ပြုဖို့အတွက်အာဏာသိမ်းစစ်တပ်ကကျင်းပမဲ့ အတူအယောင်ရွေးကောက်ပွဲကိုအတိမတ်မပြုတ်ဖို့တတိထားကြရပါလိမ့်မယ်မြန်မာပြည်သူတွေရဲ့ဆန္ဒကိုအတိမတ်ပြုတ်တယ်ဆိုရင်မြန်မာအာဏာသိမ်းစစ်တပ်ကိုတရားဝင်အတိမတ်မပြုတ်ထားတဲ့အာဆီယံအဖွဲ့ကြီးအနေနဲ့မြန်မာနဲ့ပတ်သက်တဲ့ခြေလှမ်းတွေကိုတတိကြီးကြီးထားပြီးလှမ်းကြဖို့လိုပါတယ်လို့မြန်မာအရေးအထူးကိုယ်စားလှယ်တော်မန်ဒရုကအမိတ်ဆန်ဆန်တတိပေးလိုက်ပါတယ်ဆိုတော့တနတ်တွေပြည့်ဘုံတွေကျဲပြီးစစ်ခိုးစစ်မီးတွေတောက်လောင်နေပေမဲ့နိုင်ငံတကာအတိုင်းအဝိုင်းရဲ့ဒီပလိုမေစီနိလန့်ကလည်း လန့်ချင်းရှောက်လန့်နေစေပါချင်းဤပောက်တာမကြားရနိုင်ပေမဲ့စင်ဤပောက်တာကိုတော့ပီပီတတကြေကြေလောင်လောင် ကြားလိုက်ရတယ်လို့ပါပဲမြမအရေးအတွက်အရေးမပါသူတွေရဲ့ပြောစကားတွေကမတိတာလှပေမဲ့အရေးပါသူတွေရဲ့စကားတန်ကတိတ်ကိုထိရောက်တယ်ဆိုတာမြဝရီနေက ကြားဖြန့်ကိစ္စကိုကြည့်မယ်ဆိုရင်သိကြမှာပါအမေရိကန်ကကဘာကြီးကိုဒုက္ခပေးနေတဲ့အွန်လိုင်းလိမ်လည်မှုနဲ့မွေးရေးစေဝါကိစ္စဟာထိုင်းမြန်မာနယ်စပ်မြဝရီနယ်ဒေသကနေထိန်းချုပ်နေတယ်လို့ ကဘာတိကျင်ညာပြီးတဲ့နောက်မှာတော့ထိတ်တီးခေါင်းဆောင်တွေရဲ့မိခင်နိုင်ငံတရုတ်ကတောင်ခေါင်းဆောင်ကျင်တဲ့အရေးအယံတွေပြသလာပါတယ်။ကရင်ပြည်နယ်တွေကကြပြန့်ဒေသတွေမှာလည်းဝရုံးတုံကဖြစ်ကုန်ကြပါတယ်။မြန်မာစစ်တပ်ကတော့ပွဲလန့်တယ်လို့ယုံခါလိုက်တဲ့သဘောပါ။တကယ်လို့ရမှာကကြပြန့်မှာပါဝင်ပတ်သက်နေတဲ့တရုတ်နိုင်ငံသားတွေကိုဖမ်းဆီးပြီးငါတို့နိုင်ငံသားတွေမဟုတ်ဘူးလို့ခေါင်းဆောင်ရမှာပါ။တိုးပေမဲ့မကြခင်မှာကျင်းပကျင်းနေတဲ့ရွေးကောက်ပွဲကိုတရုတ်ကအတိတ်ကထောက်ခံပိတ်နေတဲ့အထွတ် မလုရဲခဲ့ပါဘူးဒီလိုမလုရဲတဲ့အတွက်ကြားဖြန့်ကိစ္စအတွက်ကိုလည်းမြန်မာစစ်တပ်ကပဲခေါင်းခံရမှာပါဆိုတော့မြန်မာအရေးတိတိတတ်တာကိုထူးခြားလာနေပါတယ်ကြိုတင်ဟော်ကင်းထုတ်ရရင်ပြည်သူတွေနိုင်ပါတော့မယ်လို့ပဲသုံးသပ်ပေးခြင်းပါတယ်လို့យေတာထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်း အကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့ရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တည်င်းဌာနမှာဆုတောင်းလိုက်ပါရခင်ဗျာ။